ဒါတွေကမှော်ပညာမဟုတ်ပါဘူး။ခြင်းလည်းမထည့်ပါဘူး။ပျော်စရာကောင်းတဲ့သိပ္ပံစမ်းသပ်မှုလေးတွေပါ။ဖန်ပလင်းတစ်လုံးမှာချီချိုးနဲ့အပတ်ရည်အနှဲငယ်ရစ်ပတ်ပြီးချီချိုးကိုအရက်ပြန်ဆူအောင်ဆုတ်ပါ။ပြီးရင်ချီချိုးကိုမီးရှို့ပါ။ညင်သန်စွာလောင်ကျန်းသွားပါစေ။ခဏကြာလျင်ရေအေးထဲမှာမြင်မြန်ထည့်လိုက်ပါ။ပလင်းကိုအောင်မြင်စွာပိုင်းဖြတ်နိုင်ပါလိမ့်မယ်။ပန်းပင်နဲ့ရွက်လပင်တွေစိုက်ပျိုးဖို့အရန်ကောင်းပါတဲ့။ပလင်းကုန်တစ်လုံးရဲ့အဝကိုရာဘာတူတစ်လုံးနဲ့ထုနေတာဟာဗာပြဒနာမှမရှိနိုင်ပါဘူး။ ဒါပေမဲ့ပလင်းထဲသို့ရေထည့်လိုက်တဲ့အခါအဝကိုညင်သာစွာခောက်လိုက်ရုံနဲ့ပလင်းကကွဲသွားပါလိမ့်မယ်။ဒါကနမကြီးရေသူအကျိုးတရားမှုပါပဲ။တဲတဲကိုအရက်ပြန်နေငယ်လောင်းထက်ပါ။တကြားမဟုတ်ဘူးဆိုတာရောအနောကိုအပေါ်ကနေလောင်းထက်ပြီးမိရှုပါကခန်းနာထွေဝါတဲ့ရှေးဟောင်းဖာရိုဘရင်ရဲ့မွေရုပ်ကိုဖန်တီးနိုင်ပါလိမ့်မယ်။ကော်ပလင်းအဖုံးနှစ်ခုကိုဆက်ဝိုင်းမုံတန်လိုက်ပေါ်မှာတင်ပြီးဖန်ပြတင်ထားပါ။တန်လိုက်ပါတော့ခြင်းကိုအပေါ်မှာတင်ပြီးလှည့်ပါ။ဖန်ပြကိုဖေးဖေးချင်းဖယ်ရှားပြီးအဖုံးတွေကိုဖယ်ရှားပါ။အပေါ်ကတန်လိုက်ပါတော့ခြင်းဒီလေထဲတွင်လှက်ပတ်နေပါလိမ့်မယ်။ဒါကတန်လိုက်ရထားရဲ့လှုပ်ဝက်ချက်ပါပဲ။ ခွက်ထဲကိုမုတ်ဖုတ်စော်တာနဲ့အဖြူရောင်ရှာလကားရဲ့အနည်းငယ်ကိုထည့်ပါဒါကကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ကိုထုတ်ပေးပါလိမ့်မယ်ဒီမမြင်ရတဲ့ဓာတ်ငွေ့တွေဟာမိတော့တွေကိုငိမ့်ကပ်နိုင်ပါတယ်ဒါကမိသက်ဆေးဘူးတွေရဲ့အလုပ်လုပ်ပုံပါပဲမိကျစ်ဘူးပေးမှာမိခက်ဆက်ကူကိုခွာယူပြီးမိရှို့လိုက်ပါမိလောင်ကျန်းတဲ့အခါအညိုရောင်အစီအစွန်းထင်းတွေကြံခဲ့ပါလိမ့်မယ်လက်ထဲတွင်အနည်းငယ်ယူပြီးပုတ်ပေးပါက၎င်းဒီအဖြူရောင်မိကိုများထွက်လာပါလိမ့်မယ်ဒါကလက်ဗလာနဲ့မိကိုဖန်တီးနိုင်တဲ့မှော်စရာတွေရဲ့လှုပ်ဝက်ချက်ပဲဖြစ်ပါတယ် မိကျင်ဆန်ထိတ်ခေါင်းကအမိရန်ကိုချွေပြီးအမုံဖြစ်အောင်ကြိတ်ပါတောက်ခတ်သားတော်တောပေါက်ထဲသို့လောင်းထည့်ပြီးမိကျင်ဆန်ထိတ်ပါမိကျကောင်ကိုမိညစ်လိုက်ပါကမိကျဆန်ကိုတော့ပေါက်တို့လောင်ချမ်းဒီအထီးဆောင်ပါဒါကအတင်မေးလျော့သွားတဲ့အခါဖြည့်ရှင်းရန်နီလန်းတစ်ခုပါပဲတကယ်အကြည့်ရများကိုထင်ရစေသောဤရိုးရှင်းသောတိတ်ပံဆန်သွတ်မှုများသည့်မိုဘိုင်းကင်ညာထက်အစများစွာပုံမိုစိတ်ဝင်စရာကောင်းပါတဲ့